လေရတပိလူဘဘူးဝနာကျော်တဲ့ဥစီအောင်မင်းဆိုတာကြားဘူးလေမလားသူ့ရဲ့သားပဲဒီအောင်မင်းစံ SN စံဒီပြရတော့ကွယ်စံဆိုတာတို့စားသုံးတဲ့နေရာမှာတန်ရှင်းမှုမှာလဲစံဖြည့်ရမယ်ရတာလဲစံဖြည့်ရမယ်ဟို quality လဲကောင်းတဲ့ပစ္စည်းတွေထည့်သုံးမယ်ဆိုရည်ရချင်တဲ့အဲစံဆိုတဲ့အမည်ပေးလိုက် လေးလေးကအရင်ကအနုပညာသမားကွယ်ရကူရေးလုပ်နေတာရက်ပြီးတော့ regular income ရနိုင်တဲ့စားတောက်ကုန်လုပ်ငန်းကိုလုပ်မယ်ဆိုပြီးတော့အဲ့ဒီခြံရဲ့ရှေ့မှာပဲလေးလေးဒီကော်ပြန့်ကြော်စံလေးကိုစဖွင့်ပထမစဖွင့်တာကော်ပြန့်အကျော်ပဲလုပ်တာနောက်ကျမှအဲ့ဒီကော်ပြန့်စိမ်းတို့ဘာလို့ညာဆိုတော့ quality ကို quality ကိုအမျိုးမျိုး promotion လုပ်ပြီးတော့ဆွဲခြင်းကော်ပြန့်ယူရဲဆိုတော့လေးလေးကိုအရင်တော့လေးလေးကိုဟို ចောင်းသားဘွားတုံးကဆိုရင်စကွန်းလန်းတို့ဘာလို့မှဆိုကော်ပြန်ဈေးတို့ဘာလို့ဆိုတကယ်ကောင်းတဲ့ quality ခုနောက်ပိုင်းလုပ်နေတဲ့ကော်ပြန်ဈေးတွေကတို့အွားနဲ့ဟိုဘလို့ခေါ်မလဲဟိုအွားကော်ပြန်ပတ်နဲ့လုပ်တဲ့ကော်ပြန်ဈေးကတော်တော်စားခဲ့တယ်လက်ဖက်ဆိုင်ဒီမှာရောဖြည်းဖြည်းဘာပဲဖြည်းဖြည်းဒီစံပြားနဲ့လုပ်တဲ့ကော်ပြန်ဒီပဲထွက်တာအရင်မူလလက်ဟောင်းကအဲ့လိုပုံစံမျိုးဖြစ်တော့အဲ့ဒီပုံစံမျိုး ပွားမယ်ဆိုပြီးတော့အဲ့ပုံစံမျိုးလုပ်တော့အခုကော်ပြန့်ဖက်နေပဲလိတ်တဲ့ကော်ပြန့်စိမ်းကော်ပြန့်ကျော်လာ ဘာကြောင့်မို့ဆိုတခြားတိုင်းကကောကောရဲတဘောကဟိုဂောဘီရဲဥနီဟိုဝါလောက်ဥနီလောက်နဲ့နောက်မုံကြီးလေးနည်းတော့ပါလေကြတော့မဟုတ်ဘူး vegetable အစုံထက်အစုံထက်တယ်ဆိုတာခေါ်ပြီးပါမယ်ဥနီပါမယ်ပြောင်းမှုဒီချစ်ထားတာပါမယ်ရွှေပဲပါမယ်နောက်ဆုံးထိုင်ဝမ်ပဲပြားတို့ဂျပန်တို့ဦးတို့ဆိုတော့ကော်ပန်စင်းရဲ့ quality ကအဲ့လိုဆွဲမြင့် အဲ့အဲ့မှာအရသာကိုတွင်း vegetable အသီးနှံစုံနေအရသာကသူများကော်ပြန်စင်းတွေစီစီတော်တော်ကြီးမဟုတ်ဘူးလေးလေးစီစီတော်တော်ကော်ကော်မှုအများကြီးနဲ့လုပ်တဲ့ကော်ပြန်လို့မဟုတ်ဘူးအချို့ကော်ပြန်စင်းတွေဆိုရင်သမီးရဲ့စားလိုက်တာတဲ့အရေးတွေကအဲ့အဲ့လိုစီးတွဲနေတာလေလေးကြတော့အော်မဟုတ်ဘူးအရသာကိုရောနောက်ပြီးတော့အသီးရစုံတာကိုရောအဓိကထားတယ် စ်သားကော်ပြန်စိန်နောက်တစ်မျိုးကဘလူးမမလုတ်သေးတဲ့ကျုပ်ပစွန်စီကော်ပြန်စိန်ဆိုတာအဲ့ဒါကိုအဓိကမီးယူထုတ်တာအဲ့ဒီဥစ္စာကတော့ဘယ်ဆိုင်မှမရန်ကုန်မြို့မှာဘယ်ဆိုင်မှမလုတ်တဲ့ဥစ္စာမျိုးရေးထုတ်တာအဲ့ဒီပစွန်စီကရဖို့ကလည်းဟိုဘိုလေးတို့ကြိုက်လက်တို့ကျုံငေးတို့အရင်တော့ရခိုင်တိုင်းပေါ့လေအဲ့ရရတဲ့ပစွန်စီကိုပစွန်ခေါင်းကိုဟိုရေခဲနဲ့ပုတ်ပြီး ို့ပြီးပြီးတော့လေးရဒီမှာဟိုဘာလဲအေးခဲထဲမှာထားပြီးတော့မှတနေ့တစ်ခါအဲ့လိုချက်တာအဲ့ပဇွန်စီနဲ့လုတ်တဲ့ကော်ပြန်စင်းကလူတိုင်းစိတ်ဝင်စားတယ်အရသာလဲတမှုထူးကြတယ်အရင်တော့ဆိုရင်တော့တသိန်းခွဲကနေပြီးတော့နှစ်သိန်းပတ်ချလေးကြီးအောင်ရောင်းရတယ်လေးရတနေ့တိုင်းပဲလုတ်တာလीအများကြီးတည်းမလုတ်ဘူးပြီးမှရင်ချက်နေမှာအကယ်လို့ပြီးဘာဘာဆိုသဘွဲကုန်လေးနဲ့ဒီဆရောက်တာ လူထိုက်ကြလည်းမရှိဘူးအဲအဲ့လိုရောင်းတာအဲအဲ့လိုရောင်းတာကနေပြီးတော့တဖြည်းဖြည်းနဲ့အော်ဒါကြီးတက်လာရင်နောက်ဆုံးရှင်းပြရင်ဟိုပြုတ်နှစ်စီကုလိုပါလို့ဆိုရင်စီရိုနာကနေပို့အော်ဒါမှာတာစီရိုနာကအော်ဒါမှာတာအချောင်း300 400အဲ့လိုလိတ်ပြီးရစီရိုနာမှာဆိုပြုတ်နှစ်စီကုတွေပါရှိရဆိုရင်အဲလေးလေးကော်ပြန်ဈေးကော်ပြန်ကြုံကော်ပြန်ကိုမှာ 6500ငါကနေ6ဟာအာ6ဟာဟိုတောက်ထားသေးတယ်နောက်ကြတော့အဲ့ချိန်မှာစီစေးတက်တယ်ဂက်စေးတက်တယ်အဲ့စတက်တဲ့ချိန်မှာ900ဖြစ်သွားတယ်တရားချင်းတက်တာနောက်ကြတော့ဘယ်လောက်ဖြစ်သွားလဲဆိုတော့1000တိဖြစ်သေးတယ်ခုနောက်ပိုင်းကြမှာလာအကောပြတ်အကျော်1200ဆိုတော့တတ်မှတ်ရတယ်စီစေးတဲ့လည်းဟို ဖစ်နည်းနည်းကြီးလေးတုံးတဲ့စီရလေလေးရအဲဘဇုံးနှကောင်းဒီဟင်းကြီးရဲ့စီကိုတုံးကော်ပြန်စိတ်ချက်တဲ့အချိန်မှာတုံးတဲ့မာသာချိုက်ဒီဘူးဟာမာဂျရင်းဘူးဟာအရင်တော့9000ကျော်ပဲရှိတာ ခု17500ဒါပေမဲ့လေအဲ့တိုင်းပဲလိုက်တော့ဒီစားတော့အကုန်လုံးကတချို့ဆိုရင်ခောက်ချိုးကြံကြတယ်လို့ပြောတယ်လေလေးကတုံးညိုတချို့ကြံဖို့ကိုမနဲ့လို့ရတာဆိုင်လေးစားကအမှတ်25ကြောက်ကုန်းလန်းဒီလမ်းထိပ်မှာကြောက်ကုန်းကြောင်းကြီးတိုက်ဆိုတာဘုံကြောင်းရှိတယ်ဟုတ်ကဲ့